မနေ့ကမှဆိုလို့ရှိရင်ရွှေငူရတနာတွေကိုညှို့ငင်ပေးမဲ့ပွဲတော်လေးရှိပါတယ်။အဲ့တော့တိချက်ရဲ့ပွဲတော်လေးကိုရောက်နေပြီလား။ရောက်နေတဲ့မိသားစုဝင်တွေကဟုတ်ကဲ့ရှင်။ပွဲတော်လေးကိုရောက်နေပါပြီဆိုပြီးတော့ comment လေးမှာရေးသွားပေးကြပါဦးနော်။အဲ့တော့ရတနာရွှေငွေတွေကိုအထူးရလာစေဖို့အတွက်ညှို့ငင်ပေးမှာဖြစ်ပါတယ်။ဘလို့လူမျိုးတွေပူပြီးထိအောင်မလဲဆိုရင်တိချက်ရဲ့18ချက်23ရက်ကိုနေ့စဉ်လိုက်လုပ်နေတဲ့သူ။တိချက်ညှို့ကြတဲ့အတိုင်းနေ့စဉ်အလှူလေးပြုတ်နေတဲ့သူ။ ဒီချဲ့ပညာဒါနလိုက်တွေကိုတည်တည်ချာချာလေးနားထောင်ပြီးတော့မမြင်ရတဲ့ဆွမ်းအားတွေကိုတည်တည်ချာချာနားလည်နေတဲ့သူဒီလိုလူမျိုးတွေ ਆ ဆိုလို့ရှိရင်ဒီချဲ့မနှက်ဖန်ပို့ချပြလိုက်တဲ့အချိန်မှာများစွာထိရောက်မယ်မြင်မြန်ဆန်ဆန်ရရှိမှာဖြစ်ပါတယ်လို့ဒီချဲ့ပြောပြရစီအဲ့တော့ဒီချဲ့တို့ရဲ့ဘဝမှာကဲချမဆိုတာရှိရဲ့အဲ့တော့ကဲချမဆိုတဲ့အရာမျိုးကဘယ်လိုလူမျိုးလဲဆိုသူဒီဒီဘဝမှာဒီအလုပ်လုပ်ကြမယ်သူဒီဒီဘဝမှာဒီလောက်ပဲချမ်းသာမယ်ဆိုရဲကံရှိရဲ့ အဲ့တော့တီချင်တို့ကအဲ့ဒါလေးတွေကိုပို့ပြီးတော့အားကောင်းအောင်ချက်ထွင်ရမယ်။ဥမာတိန်းတစ်တောင်သူဒီတိန်းတစ်တောင်ချမ်းသာဖို့ပဲကံပါလာတယ်ဆိုတိန်းတစ်တောင်ပဲချမ်းသာမှာဖြစ်တယ်။သို့တော်တီချင်တို့ကဒီထက်ပို့ပြီးတော့စွမ်းအားကောင်းအောင်မိမိကိုယ်ကိုပြောင်းလဲလို့ရတယ်။အဲ့ဒါကတော့တီချင်တို့ကဘယ်လိုမျိုးလုပ်လို့ရလဲဆိုရင် နော်သူတပါးကြီးပွားချမ်းသာတာကိုကိုကပေါ့နော်ပျော်ရွှင်တဲ့စိတ်ကြီးနူးတဲ့စိတ်အဲအဲ့လိုမျိုးလေးနဲ့နေတတ်တဲ့သူမုဒိတာပွားတတ်တဲ့သူနော်မေတ္တာတရားနဲ့နေတတ်တဲ့သူဒါမျိုးတွေကဆိုလို့ရှိရင်ကိုကဒီဘဝမှာတင်းတောင်းမဲချမ်းသာဖို့ကံပါလာပေမဲ့အဲ့လိုစိတ်ထားလေးနဲ့နေတဲ့ဆိုကိုကဒီထက်ပိုပြီးတော့ကြွယ်ဝချမ်းသာမှာဖြစ်တယ်နောက်တစ်ခုတစ်ချက်တော့ကသူတပါး ဟိုပျက်စီးတာကိုသွားပြီးတော့မပျော်မိစေနဲ့ပေါ့နော်သူတစ်ပါးတွေကြာရှုံးတာသူတစ်ပါးတွေဒုက္ခရောက်နေတာအဲသူတစ်ပါးတွေအဆင်မပြေဖြစ်နေတာအွန်လိုင်းပေါ်ပါဆိုလို့ရှိရင်အများကြီးပဲလွယ်လွယ်ကူကူနဲ့တွေ့နိုင်တယ်ပေါ့နော်အဲ့ဒီမှာကိုကသွားပြီးတော့ဂျေနတ်မိတာသွားပြီးတော့ပျော်မိတာအင်းနဲတော်နဲသေးတယ်အခန်းအမှာပေါ့အဲဒါမျိုးလေးတွေသွားပြီးဖြစ်မိတယ်ဆိုလို့ရှိရင်ကိုရဲ့စီးပွားဥစ္စာတွေရော့စေတယ်ကိုပါဒုက္ခတွေရောက်စေတယ်ကိုပါပျက်စီးစေတယ်ပြောရရင်တော့ရှင်းရှင်းပြောရရင်ကိုပါမွဲစေတယ်နော်အဲ့ဒါဖြစ်တဲ့အတွက်ဒီချက်တို့ဒီ ်နော်တတိအရန်ကတ်ပါနော်တတိကတ်ပါသူတစ်ပါးပစ္စည်းကကိုတွားပြီးတော့မပျော်မှုစေနဲ့မပျော်မှုစေနဲ့โอเคဟုတ်ပြီကိုကဒီဘဝမှာတိမ့်တောင်ချမ်းသာရမယ်ကံပါတယ်ဆိုရင်လည်းဒီထက်ပိုပြီးတော့ကြိုဝါချမ်းသာအောင်တီချဲတို့ကလှုပ်လို့ရတယ်အဲ့ဒါဘာလဲဆိုတီချဲတို့ကနေ့စဉ်ကိုရဲ့ကံကိုချဲရတယ်ကိုရဲ့ကံဒီကောင်းလာအောင်ချေရတယ်ပေါ့နော်ဘလို့နည်းနဲ့ချေရလဲဆိုကုသိုလ်တွေပြုတ်ပြီးတော့ချေရတယ်တီချာမနဲ့တိုင်ပန်းသူကိုပြခိုင်းတယ်နော်အာဒီကိုကစင်းရနေပြီဆိုလို့ရှင်ထမဲတနက်ကိုမရရအောင်ချွေးခိုင်းတယ်ရေလှူခိုင်းတယ်အဲဒါတွေက ြောရလို့ရှိရင်ခုစီးတဲ့ဥစ္စာတွေတိုးဝလာစေဖို့အတွက်ဒီချက်ကညွှန်ကြားပေးတော့အရာတွေပေါ့နော်ပြီးလို့ရှိရင်ဒီချက်တို့ဒီမေတ္တာတရားနဲ့နေရတယ်နော်သူတစ်ပါးချီးပွားချမ်းသာတယ်ဆိုလို့ရှိရင်လည်းဒီချက်တို့ကပျော်ရွှင်ခြင်းထူးတတ်ရမယ်သူတစ်ပါးဒုက္ခရောက်နေတယ်ဆိုရင်လည်းအဲ့ဒီပုံမှာသွားပြီးတော့ခြေနဲ့တာမျိုးတရားတာမျိုးတွေမလောက်ကဘူးနော်တတဦးနဲ့တဦးဒီချက်တို့ကကုညီရတယ်ကိုယ့်ရဲ့စိတ်ကလေးကိုယ့်ရဲ့နှုတ်ကလေးနော်အဲလိုမျိုးပေါ့နော်ကာယကံဝစီကံမနောကံကိုဒီချက်တို့ကတည်တည်ချာချာလေးထိမ့်သိမ်းစောင့်ရှောက်ရတယ် အဲ့လိုမျိုးတွေအဲကိုယ့်ရဲ့စိတ်เนาะအကိုယ့်ရဲ့စိတ်ကလေးတွေကိုယ့်ရဲ့အပျော်လေးတွေကိုယ့်ရဲ့အပြုတ်ပူလေးတွေကိုဒီချေတို့ကနေ့စဉ်တတိကပ်ပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ်။အဲ့တော့အဲ့ဒီအကြောင်းအရာတွေကိုဒီချေကဒီပညာဌာန live တွေနဲ့ series live တွေတင်ထားတယ်။ Abundance Coach Matana YouTube channel, Abundance Coach Matana Facebook page, Abundance Coach Matana TikTok မှာကျတော့မြန်မာနိုင်ငံဘက်ကလူတွေက live ကိုကြည့်လို့မရဘူးလေ။ video အတူတွေပဲကြည့်လို့ရတယ်ကွယ်။ဒါကြောင့်မို့ Abundance Coach Matana YouTube channel နဲ့ Abundance Coach Matana Facebook တွေမှာတွားပြီးတော့မြင်မြန်ဆက်ဆံလေ့လာ။ မြင်မြန်ဆက်ဆက်လေးလာတချို့တို့ကဖြက်လန်းမရှိဘူးဖြက်လန်းမရှိဘူးသို့တော့ကိုစနစ်တာကာလစူးစမ်းရတာနဲ့ညီမြတော့ကိုအနှစ်20ကာလနဲ့စူးစမ်းရတာတဲ့ညီမြတော့စီပွားဥစ္စာယန္တနာတွေကိုနှစ်နှစ်အတွင်းတိုးဝါချင်တယ်ဆိုလို့ရှင်တချို့ပြောတဲ့အကြောင်းအရာတွေကိုဒါတည်တည်ချာချာနှစ်နှစ်ကလေးပဲလိုက်လို့လိုက်လို့နိုင်မလားเนาะနှစ်နှစ်ကလေးပဲ နှစ်နှစ်ကလေးပဲเนาะဒီ channel နှစ်နှစ်တာကာလတရားရခိုင်တော့တစ္ဆာရှိစွာလက်တွဲထားသူတိုင်းအားဆိုလို့ရှိရင်စိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာလာကြတာဖြစ်တယ်အဲ့တော့နှစ်နှစ်တာကာလလောက်ကလေးပဲလက်တွဲကြည့်ခြင်းနဲ့စမ်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင် comment လေးမှာနှစ်နှစ်လို့ဆိုပြီးတော့ရေးသွားပေးပါအဲ့တော့ဒီ channel မိသားစုဝင်တွေကလည်းဒီ channel ပြောတာဟုတ်မဟုတ်ဒီ channel လက်တွဲထားတဲ့အခါမှာကိုယ့်ရဲ့ဘဝထဲမှာစီးပွားဥစ္စာရတနာတွေဘယ်လောက်တောင်တိုးပွားလာလဲဆိုတာကို comment လေးမှာရေးခဲ့ပါဦး နော် teacher နဲ့လက်တွဲထားတဲ့ကာလကဘယ်နှလားရှိပါပြီ teacher နဲ့လက်တွဲထားတဲ့အခါမှာကံလေးဘလို့ကောင်းလာတယ်စီးပွားဥစ္စာယတနာလေးဘလို့တိုးလာတယ်ဆိုတဲ့အကြောင်းအရာကို comment လေးမှာရေးခဲ့ပေးကြပါဦးရေးခဲ့ပေးတဲ့သူတွေအားလုံးကိုယ်ယူချက်မှချစ်စိတ်ချမ်းသာခြင်းပြည့်စုံပြီးတော့စီးပွားဥစ္စာယတနာလေးယတနာရွှေမှုငွေမှုရွာတဲ့ကွဲတို့နော်တိုးပွားကြပါစေရှင်နော် တော့မနေ့ဖန်မှာဆိုလို့ရှိရင်အာယဒနာနော်ယဒနာအထူးသဖြင့်ရွှေပေါ့နော်ဒီချက်မြုံနေပေးမှာဖြစ်ပဲဆိုတော့ဒီချက်ပြောခဲ့တဲ့အတိုင်းနဲ့ဘလိုလူမျိုးတွေပို့ထီအောင်လဲဒီချက်နဲ့တရားရာခိုင်တော့သစ္စာရှိစွာလက်တွဲထားတော့ဒီချက်အဋိဌံတင်ထားသော18ချက်21ကိုနေ့စဉ်လုပ်တော့ဒီချက်ပညာဌာန live တွေကိုကြည့်ပြီးတော့မိမိရဲ့စိတ်ကိုပြင်ဆင်ပြောင်းလဲထားသောသူများကပို့ပြီးထီအောင်မှာဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့ဘဝထဲမှာစိတ်ချမ်းသာပြီးတော့ချိုးဝါချမ်းသာလာစေဖို့အတွက်ဒီချက်ရဲ့ live ကလေးတွေကိုမြင်များကြည့်ပါလို့ဒီချက်ပြောပြရစီကဲအားလုံးမနေ့ကပွဲတော်ထဲမှာဆုံကြပါမယ်ရှင်